အားလုံးမင်္ဂလာပါခင်ဗျာဒီဗီဒီယိုကိုရိုက်နေတဲ့အချိန်ကအနှစ်ဆန်းတရက်နေ့မှာရိုက်နေတာဖြစ်ပါတယ်ခင်ဗျာအနှစ်ဆန်းတရက်နေ့ကိုရောက်ပြီဆိုတော့ကျွန်တော်မြန်မာတက္ကသိုလ်ကပြောင်းသွားပြီ1386ကနေ1389ခုကိုကူးပြောင်းသွားပြီဖြစ်ပါတယ်ခင်ဗျာ1389ခုကိုကျွန်တော်တို့ကခုနဲ့စားကြည့်လိုက်မယ်ဆိုလို့ရှိရင်အကျွင်းတစ်ကျွန်းတာဖြစ်ပါတယ်အကျွင်းတကျွန်းနဲ့ဆိုရင်မဟာဘုတ်ရဲ့သဘောတရားရာကြည့်လိုက်မယ်ဆိုရင်အောက်လန်ဒူစစ်သူကြီးပွဲဆိုတဲ့အတိုင်းဖြစ်တဲ့အတွက်ကြောင့် ကြာတာရိနိုင်ကြီးအထိတ်ဆုံးမှရောက်နေရဖြစ်ပါတယ်အဲ့ဒီကြောင့်ဒီ1389ခုနှစ်ကာလအပိုင်းခြားအနေနဲ့ကကြာတာရိသသမီးတွေရွှေထီးဆောင်မယ်နှစ်လို့သတ်မှတ်ရတာဖြစ်ပါတယ်ကြာတာရိသသမီးတွေကောင်းကျိုးပေးလာမယ်ကြာတာရိသသမီးတွေတိုးတက်လာမယ်ကြာတာရိသသမီးတွေအောင်မြင်လာမယ်ကြာတာရိသသမီးတွေအနေနဲ့ဒီ ခုနှစ်ခုနှစ်ပေါ့နော်ဒီ2025ဒါနှစ်အလယ်လောက်ကနေစပြီးမှနှစ်အကုန်ပိုင်းဘက်ကရောက်ရှိသွားရတယ်ဆိုရဲအတိုင်းအတာမျိုးတွေမှာကောင်းမွန်တဲ့အရာတွေအကူမျော်လင့်ထားတဲ့ကိစ္စတွေကိုဖြစ်ချင်နေတဲ့အရာတွေကိုလှုပ်ချင်နေတဲ့အရာတွေဖြစ်ခွင့်ရလာမယ်ကိုစူးစမ်းနေတဲ့အရာတွေဆိုရဲအကောင့်ထဲပေါ်လာမယ်စသဖြင့်ဒီလိုမျိုးတွေသတ်မှတ်လို့ရတဲ့အထက်မှာပါလာတယ်ပေါ့အဲ့တော့ကြောင့်ကြာသပိတ်သမီးတွေအနေနဲ့ကဒီလေးလပိုင်းကနေစပြီးတော့ဒီလေးလပိုင်းဒီအခုဒီဟိုပါပေါ့ ဲတကြံပြီးသွားတဲ့အချိန်နောက်ပိုင်းကနေစပြီးတော့သူကတဖြည်းဖြည်းတဖြည်းဖြည်းနဲ့သူကကောင်းမွန်တဲ့အပိုင်းကိုရောက်ရှိလာခဲ့ပါအဲကျွန်တော်ခုပြောနေတာကဒီကြာဟိုဟာ2020နဲ့2025အတွက်ဟိုတနစ်စာဟောသတင်းရေလို့မဟုတ်ဘူးအဲသူကကြာသပိသသမိတွေနဲ့ဆက်ဆက်ပြီးတော့မှာပေါ့နော်သူကလုံးဝကောင်းမွန်လာမယ်ဆိုတဲ့သဘောရည်အကြောင်းမိတ်ဆွေကိုကျွန်တော်ရှင်းပြချင်တာပြောပြချင်တာပေါ့နော်အဲအကြောင်းလို့ကျွန်တော်ပြောပြနော်ဆိုတော့လေးလပိုင်းဒီတကြံပြီးနောက်ပိုင်းနေစပြီးတော့မှကြာလာပြီးသားလိမိတွေကကောင်းမွန်တဲ့ဘက်ကိုတဖြည်းဖြည်းနဲ့ရောက်သွားတယ် ဂျိုးဝင်မှာကြရင်တော့ तू อ่ะအနည်းဆုံး3လလောက်ချားတယ်အဲ့အတွက်ကြောင့် तू อ่ะဒီ၄လပိုင်းကစပြီးတော့ဟိုကောင်းတာဖြစ်တဲ့အတွက်ကြောင့် तू อ่ะ3လလောက်ချားတယ်ဆိုတဲ့အတိုင်းနာမှာ၄လကို3လထပ်ပေါင်း9လပိုင်းရတာပေါ့ဗျာ9 6 9ဆိုတော့9လပိုင်းလောက်ဆိုရင်တိ तू อ่ะတိတတာထူးကြကြမျိုးကောင်းမွန်သွားပြီဆိုတဲ့သဘောရဲ့ရှိတာပေါ့နော်အဲ့တော့ဂျာတာဘေးသားသမီးတွေရဲ့အလောက်ကန်နေစာရီမှာပြောရမယ်အဲအလောက်ကန်စိတ်ပိုင်းဆိုင်ရာလေးနည်းနည်းလေးစပြပါမယ်နော်ဂျာတာဘေးသားသမီးတွေအနေနဲ့ကကျတော့ဘယ်လိုမျိုးဖြစ်ပလာမလဲဆိုတော့ အစိုးရအကုန်ပြီးပြီဆိုတဲ့သဘောတရားမျိုးဖြစ်သွားမှာအစိုးရအကုန်ပြီးပြီဘာမှငါမှငါမှကွာအဲဘာမှကိုထက်ဆိုးဖို့မရှိတော့အဲ့တော့ကြောင့်စိုးစရာလည်းဘာမှမရှိတော့ကုန်နေပြီကောင်းလာဖို့ပဲကြံတော့တယ်အဲအဲ့လိုမျိုးတတ်မှတ်လို့ရတဲ့ကာလာမျိုးကိုဂျာရာဘေးသားသမီးတွေကရောက်ရှိသွားမှာဖြစ်ပါတယ်ဆိုတော့စိုးရရာတွေကများနေခဲ့ပြီဗျတင်မလားအရင်တော့ဟိုရဲကိုခတ်ခဲနေတဲ့ချိန်ကာလာတွေပင်ပန်းနေတဲ့ချိန်ကာလာတွေစိတ်ပန်းလူပန်းဖြစ်နေတဲ့ကာလာတွေများနေခဲ့ပြီဘယ်တော့မှကောင်းအောင်မကောင်းအဲဒါပေမဲ့ ဒီလေးလပိုင်းနောက်ပိုင်းလေးစာရင်မှာတော့တဖြည်းဖြည်းနဲ့ကြာရဝိသလမီတွေကကောင်းမွန်လာမှာဖြစ်တယ်လို့စိတ်ပိုင်းဆိုင်ရာအရာတော့သူကနည်းနည်းလေး emotion အရာဟိုတိုးတက်လာမယ်ဆိုတဲ့သဘောတရားမျိုးတော့အဲလှုပ်ချင်ကန်ညီသေးလေးတွေဟိုဟာဖြစ်လာမယ်အဲ့ပြီးတော့ငါငါကုငါအဲနှစ်တိတ်ကနေဆိုင်မှာငါကုငါကုငါပြောင်းလဲပြီးတော့မှငါနေတော့မယ်အဲစသဖြင့်ပေါ့ဗျာစိတ်ပိုင်းဆိုင်ရာမှာတက်ကြွမှုလေးဒီ အဲရောက်ရှိလာမယ်ဆိုရက်သဘောတရားလေးဖြစ်တာအဲ့တော့ကျွန်တော်ဂျာလာပိသားမီတော်တော်များများလေးလပိုင်းကနေစပြီးတော့မှကိုယ့်ရဲ့ပုံစံလေးကနည်းနည်းလေးပြောင်းလဲသွားရတယ်ဥမာအရှင်ကဆိုကိုက10နာရီ17လောက်မှအိပ်ရထားတယ်ဆိုဒီတကြံမီနောက်ပိုင်းနေမှာအဲ့လိုမဟုတ်တော့မနေ့ဆိုလက်စောစောလေးထားတယ် ်ငါဘာလို့လုပ်ရင်ကောင်းမလဲငါအခုလုပ်နေတဲ့အရာတွေအတွက်ငါဘာလို့ကြိုတင်ပြင်ဆင်ရမလဲအဲစသဖြင့်ကိုယ့်ရဲ့လာမယ့်အနာဂတ်တွေနဲ့ပတ်သက်လို့မှာပါကြိုတင်ကြံစီမိတဲ့အခိုက်အတန့်မျိုးလေးတွေကြိုတင်တွေးတောနေမိတဲ့တဲ့ဆိုရင်အခိုက်အတန့်မျိုးလေးတွေများသောအားဖြင့်တော့ကြုံလာရမှာဖြစ်ပါတယ်အဲဒီကြောင့်စိတ်ပိုင်းဆိုင်ရာအရာကဂျာတာဝိသားသမီးတွေတိုးတက်လာမယ်အားကောင်းလာမယ်ကိုယ့်ရဲ့စိတ်ပတ်ဓာတ်ခွန်အားလေးတွေအပြည့်အဝနဲ့ ကိုဖြစ်ရှင်နေတဲ့အရာလေးတွေကိုခြေလမ်းလေးစအပ်ပြီးတော့မှအဲလှမ်းလိုက်တော့မယ်ဆိုတော့အနေထားမျိုးကိုရောက်ရှိသွားတာဖြစ်ပါတယ်အဲဒီတော့ဂျာလာဘေးသားသမီးတွေကောင်းမွန်တဲ့ဘက်မှာရှိပါတယ်အာလေးလာပိုင်းကစပြီးမှတဖြည်းဖြည်းလေးနဲ့ကောင်းမွန်တဲ့ဘက်ကိုရောက်ရှိလာပြီးတော့ကိုယ့်စိတ်ပိုင်းဆိုင်ရာအရာလေးပြန်လည်အဆင်ပြေကောင်းမွန်လာမယ်လို့သတ်မှတ်ရတာဖြစ်ပါတယ်ကောင်းတာတွေနဲ့အညီဆိုးတာတွေကလည်းကက်ပြီးတော့နည်းနည်းလေးပါလာတယ်နော်ဆိုတော့ဆိုးတဲ့အချက်လေးတွေပဲပြအောင်အဲ့ဒါဘာလဲဆိုတော့မိသားစုနဲ့ပတ်သက်တာဆိုတော့ဂျာတာပရိသတ်သမီးတွေအနေနဲ့ကအဲစိတ်ပိုင်းဆိုင်ရာရောအဲကိုယ့်ရဲ့ဒီ ဒီရုပ်ပိုင်းဆိုင်ရာအရာရောအဲကိုယ့်ရဲ့ကက်ကြမအရာရောဟိုဒီလေးလပိုင်းလေးလပိုင်းလားစသည်မှာတဖြည်းဖြည်းနဲ့ပြန်ကောင်းသွားတယ်ဒါပေမဲ့ပတ်ဝန်းကျင်မှာကြရင်မကောင်းအထူးသဖြင့်အဖေမေနဲ့ပတ်သက်တဲ့ကိစ္စမိသားစုအကြားပြဿနာများတဲ့အဖေမေနဲ့ပတ်သက်ပြီးတော့မှရန်ဖြစ်တာစကားများတာပြောရဆိုရခက်ခဲတာကိုယ့်ရဲ့အိမ်ကဖြစ်ရှိနေတဲ့အရာနဲ့ကိုလုံးချင်တဲ့အရာနဲ့လွဲချော်နေတဲ့တဲ့ဆိုတဲ့အနေအထားမျိုးတွေမှာဂျာတာဝိသားသမီးတွေအနေနဲ့က အဲနည်းနည်းလေးပေါ့နော်အဲမိသားစုပြဿနာလေးတွေကတော့ကစားလေးတွေဖြစ်တတ်တယ်ဆိုတဲ့သဘောတရားလေးပါပါတယ်အဲတော့ကြောင့်ဒီအဖေမင်းကြီးကိုမောင်နှမရဲ့ပတ်သက်ပြီးတော့မိဆွေတို့သတိထားပေးရမှာဖြစ်ပါတယ်ကြာလာပေးသားသမီးသတိထားပေးရမှာဖြစ်ပါတယ်အဓိကတော့မိသားစုရေးရပေါ့ဗျာဒါဒီဗီဒီယိုကြည့်နေတဲ့ကြာလာပေးသားသမီးကအသက်ကြီးတဲ့သူဖြစ်နေမယ်ဆိုလဲဒါကိုယ့်ရဲ့ဒီတသားရေးသမီးရေးကိစ္စအဲဟိုသားဟိုသားကဘာဖြစ်လို့ပူပန်ရတယ်ဒီသားကဘာဖြစ်လို့ပူပန်ရတယ်နော်အဲ့လိုမျိုးပေါ့နော်ပြောချင်းတဲ့သဘောတရားလေဒီတာရေးသမီးရေးကိစ္စလေးတွေဒါမှမဟုတ်ဒီကိုယ့်ရဲ့ပတ်ဝန်းကျင်မိသားစုနဲ့ ဆက်ဆက်တဲ့ကိစ္စလေးတွေဒါသတိထားပေးရမှာဖြစ်ပါတယ်နော်ဒါလေးကသတိထားမယ့်အချက်လေးပဲဒါလေးသတိထားပေးရမှာဟုတ်ပြီနော်โอเคဆိုတော့အလုတ်ကင်ပိုင်းနဲ့ပတ်သက်တာလေးကိုကြည့်သူကအလုတ်ကင်နဲ့ပတ်သက်တဲ့ကံကြမ္မာကျတော့သူကဟိုမကောင်းဘူးတော့မဟုတ်ဘူးပေါ့နော်ကောင်းတော့ကောင်းတယ်ဒါပေမဲ့အပြောင်းလဲမရှိဘူးအပြောင်းလဲမရှိဘူးဖြစ်တဲ့အတွက်ကြောင့်ကြာလာပြီသားသမီးတွေအနေနဲ့ကအဲတရံတော့ပြီးပြီငါလှုပ်ပြောင်းရင်ကောင်းမလားပေါ့နော်အဲအဲ့လိုမျိုးစဉ်းစားနေတဲ့ အဲဂျာလာဝီသားသမီးတွေအနည်းငယ်ကအလုံးမပြောင်းသေးပါနဲ့ဦးပေါ့နော်အဲ့လိုမျိုးလေးကျွန်တော်အနည်းငယ်ပြောရမှာဖြစ်ပါတယ်နားလေလုံအောင်လေးပဲပြောမယ်ဆိုလို့ရှိရင်တော့ဂျာလာဝီသားသမီးတွေလက်တလောကာလာအတွင်းဒီလီလာပိုင်းကာလာပဲ6လပိုင်းဆိုတဲ့ကာလာအတွင်းမှာအလုတ်ကင်ပြောင်းဖို့တော့တို့အဲငါရောက်တို့လေးလုပ်ရင်ကောင်းမလားအဲလုပ်ငန်းလေးတစ်ခုအပြောင်းလဲလေးလုပ်ရင်ကောင်းမလားစသဖြင့်တွေးတော့တာမျိုးတွေပါတယ်မလုပ်ပါနဲ့ဟုတ်လက်ရှိရှိရင်းသွဲကိုလုပ်နေတဲ့လုပ်ငန်းလေးမှာပဲပုံမှန်လေးပဲဆက်ပြီးတော့လုပ်သွားပါအောင် ကိုခုလက်ရှိအလုတ်ကင်နဲ့ပတ်သက်လို့စီစဉ်နေတာလေးမျိုးပဲပုံမှန်လေးပဲဆက်လုပ်သွားပါအောင်အလုတ်အပြောင်းလဲတွေပါမလုံးနဲ့လုပ်ငန်းတွေပါတိုးချဲ့တာမျိုးတွေလုပ်ငန်းတစ်ခုခုပေါ့နော်ပြုပြင်ပြောင်းလဲတာမျိုးလေးတွေဒီ၄လပိုင်း၅လပိုင်း၆လပိုင်းလောက်မှမလုပ်ပါနဲ့ရောဘယ်အချိန်ကျရင်လုပ်လို့ရမလဲဆိုတော့၇လပိုင်းလောက်ဆိုလုပ်လို့ရပြီအဲ့တော့ကျွန်တော်ဂျာလာဝိသားသမီးအနေနဲ့ကအလုတ်ပြောင်းမှုရွှေဖို့လုပ်နေရထိုင်ခဲ့အပြောင်းရွှေအပြောင်းလဲလုပ်ငန်းကအပိုင်းနဲ့ပတ်သက်လို့ကိုကတစ်ခုခုပေါ့နော်အာနှစ်တစ်ကိုပြန်ဆပြီဆိုတော့လုပ်တွေဥမာရှင်းနှီးလိုက်မယ်အလုတ်တွေရှေ့ရထည့်လိုက်မယ်အလုတ်တွေတစ်ခုခုကိုကစူးစမ်းလိုက်မယ် အဲ့လိုမျိုးအရာတွေအနေနဲ့က9လပိုင်းလောက်ဆိုရင်တော့လုံးဝအပီပြင်ကောင်းတယ်အပီပြင်ချဲလို့ကောင်းတယ်လန်ရော့တွေမှာတော့မိတ်ဆွေတို့မကောင်းသေးဘူးပေါ့နော်အဲ့လိုမျိုးလေးဒါသတိထားရမယ့်အချက်လေးဖြစ်ပါတယ်ဒါပေမဲ့ तू ကစိုးတယ်လို့ပြောရမှာမဟုတ်ဘူးနော်အဲ့ဒါလေးသတိထားလို့ပဲပြောရအောင်နော်တော်နေကြာကြာပြီသားသမီးတွေကံကောင်းတယ်လို့ပြောပြီးတော့ဟိုဟာမလုံးနဲ့ဟိုနေကြီးပဲပြောနေလို့ဖြစ်မှာဆိုလို့ကျွန်တော်စိုးလို့ကျင်တော့နားလေလားလတ်တော်လေးတွင်ဒီလီလာမယ်ငါလာမယ်6လပိုင်းလေးတွင်နည်းနည်းလေးခဏလေးခဏလေးခဏလေးနေအဲအဲ့လိုပုံစံမျိုးเนาะအဲခဏလေးခဏလေးမလုံးနေဘူး ခွန်လာပိုင်းရှစ်လခွန်လာပိုင်းရှစ်လပိုင်းအဲ့ဝင်းကြီးလောက်မှလုတ်အဲ့လိုသဘောတရားမျိုးဆိုလို့ချင်းတာကျွန်တော်ပြောသဘောကလာပူကောင်းတယ်ပူအဆင်ပြေဒါကိုပြောချင်းတာနော်အဲ့လိုသဘောတရားဖြစ်ပါတယ်ခင်ဗျနောက်တစ်ခုကအလုတ်ကန်နဲ့ပတ်သက်တာဘာရှိမလဲအလုတ်ရှာနေတာမျိုးတွေအဲဒါမျိုးတွေဆိုလို့ရှိရင်လည်းအလုတ်ရလာနိုင်ခြင်းရှိတယ်အလုတ်တွေကိုကတစ်ခုခုပေါ့နော်ကိုကအလုတ်တွေကြိုးစားရမယ်တစ်ခုခုကိစ္စစီစဉ်ရမယ်လုပ်ငန်းပိုင်းမှာကိုကကြီးကြီးမားမား အပြောင်းလဲတစ်ခုခုအဲကိုကစီစဉ်ရမယ့်အရာမျိုးတွေဒါတွေလဲသူကလည်းသူတို့ကောင်းကျိုးပေးရပုံရောက်ပါအဲ့တော့ကြောင့်ဂျာရဗေးသားသမီးအနေနဲ့ကလောက်ကိုင်းနဲ့ပတ်သက်တာတော့မြတ်တော်အဖြစ်ဒီနှစ်နှစ်အကုန်ပိုင်းကိုရောက်လေလေပူကောင်းလေလေတတ်မှတ်ရမှာဖြစ်ပြီးတော့အလောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စအဝဝလေးတွေပြန်လဲအဆင်ပြေအောင်မြင်လာမှာဖြစ်ပါတယ်အလောက်ကိုင်းနဲ့ပတ်သက်လို့ကဂျာရောသူကဒီမြတ်တော်ဖြစ်တော့ဒီဂျာတာရီသားသမီးတွေကကိုပိုင်လုပ်ငန်းတွေနဲ့ကြိုက်တာလေအဲကိုပိုင်လုပ်ငန်းတွေနဲ့ကြိုက်တာဆိုတော့ဒီကိုပိုင်လုပ်ငန်းလုပ်တဲ့ မိတ်ဆွေတွေနေနေကပို့အဆင်ပြေတယ်။အဲဆိုကိုကကြာလာပြီးသားသမီးနဲ့ဖြစ်တယ်။ကိုပိုင်လုပ်ငန်းလေးတစ်ခုစလုံးမလို့ဆရာကြီး။အဲနှစ်ကုန်လောက်မှလုံလုံအဆင်ပြေ။ခွန်လာမှရှစ်လာမှလုံလုံအလုပ်လို့ရအဆင်ပြေ။နော်။ဆရာကြီးကျမကိုပိုင်လုပ်ငန်းလေးလုပ်နေတာကြာလာပြီးသမီး။ Okay မလုပ်ငန်းလေးတိုးချဲ့တော့မလုပ်ငန်းလေးအခုသိအဆင်မပြေဘူးမလား။ခဏလေးအမနှိမ်ခဏလေးအမငြိမ်နေလိုက်။နော်။နည်းနည်းလေးပဲခဏလေးပဲခဏလေးပဲ။အဲလေးလာမယ်ငါးလာမယ်လို့လေးပဲခဏလေးပဲ။နော်။ပြေးပြေးပြန်ချိုးစားတော့အမအဆင်ပြေလာမှာ။ နော်အဲ့လိုသဘောတရားမျိုးလေးတက်ရောက်တဖြစ်ပါတယ်။များသောဖြင့်တော့ကိုပိုင်လုပ်ငန်းလုပ်ကင်တဲ့မိတ်ဆွေတွေပုံမူပြီးတော့မှတိုးတက်လာမယ်။ကာလာတစ်ခုလို့သတ်မှတ်ရတာဖြစ်ပါတယ်ခင်ဗျ။အဲ့တော့ကငွေကြေးပိုင်းပါနော်။ငွေကြေးပိုင်းကကျွန်တော်တို့ကနည်းနည်းလေးပြောရတာခက်တယ်။အဲ့တော့အစင်မပြေဘူးမဟုတ်ပြေတယ်။အဲသူကလုံလောက်တဲ့ဟာမျိုးမဟုတ်တာပါနော်။ဥပမာကိုကအာငါဒီလောက်ငါပတ်စံ30ရင်းရမယ်လို့မှန်းထားတယ်။သူက8သိန်းလောက်ဖြစ်နေ။ကျွန်တော်ဆိုလိုရင်သဘောလား။ပတ်စံဝင်တော့ဝင်နေ။အစိမ်းလဲတော့နေသူတို့ပြည်တယ်။ဒါပေမဲ့ အဲဘယ်လိုရလဲကိုယ့်ရဲ့စိတ်ကဗျာအရင်ကလိုမဟုတ် တော့သလိုမျိုးခံစားမိတဲ့ခိုက်တံပေါ့ငါရင်တော့ဆိုလို့ရှိရင်လှုပ်တည်လှုပ်တော့ဘယ်လောက်ထိအဆင်ပြေတော့ရင်တော့ဆိုငါတလောက်ကို10သိန်းလောက်ဝင်တာအခုဒီဒီတတော်တွင်းမှာမှာကွာ9သိန်း10သိန်းပဲရတော့တယ်အဲအဲ့လိုမျိုးပေါ့နော်အဓိကတော့ကိုယ့်ရဲ့စိတ်ကဗျာ အဲဘယ်လိုရမလဲမခံစားနိုင်တာဗောနော်ကိုအမြဲတစေရနေတဲ့အရာကိုခဏအတိုင်းတာတစ်ခုလောက်မရသွားလိုက်တော့နည်းနည်းလေးစိတ်ထဲမှာဘဝင်မကြတာဗောနော်အားလုံးမျိုးကိစ္စမျိုးပါဒါပေမဲ့ငွေကြေးကံလည်းတော့လည်းသူတော့ကောင်းပါတယ်အဲ့ဒါကြောင့်ငွေကြေးပိုင်းဆိုင်ရာနဲ့ဆက်ဆက်လို့ပါလေဂျာတာပရိသတ်သမီးဒေါက်တာမင်းမြာကောင်းမွန်တဲ့ဘက်ကိုရောက်ရှိလာမယ်လို့သတ်မှတ်ရတာဖြစ်ပါတယ်ဂျာတာပရိသတ်သမီးဒေါက်တာမင်းမြာငွေကြေးကံကောင်းမွန်လာမှာဖြစ်တဲ့အတွက်အငွေကြီးဒီခြေတန်းငါထားတဲ့ငွေလေးဒီသုံးဖို့ရရရှိရလေးဒီဒါငွေကြီးနဲ့ပတ်သက်လို့ပေါ့နော်ကိုကငွေဝင်ဖို့အတွက်စူးစမ်းရမယ်ဆိုရယ်ကိစ္စမျိုးလေးဒီ ဒါပြန်လဲပြီးတော့မှအဆင်ပြေကောင်းမွန်ငွေကြေးနဲ့ပတ်သက်လို့ဝင်လာမှဖြစ်တယ်လို့ပြောမှဖြစ်ပါတယ်။ငွေကြေးကလည်းကောင်းတဲ့ဘက်ကိုရောက်လာတယ်ပေါ့နော်။အလောက်ကိုင်းတဲ့ငွေကြေးနဲ့ပြီးပြီဆိုမိတ်ဆွေတို့အရေးကြီးဆုံးကမိတ်ဆွေတို့အချစ်ရေးနဲ့ပတ်သက်တာအရေးကြီးဆုံး။ချာလာပေးသားသမီးတွေအချစ်ရေးနဲ့ပတ်သက်ရင်ကျတော့သူထူးတဲ့နေပြ။သူကရတာမလို့လိုတာမရဖြစ်နေ။ကိုကကိုကအချစ်ရေးနဲ့ပတ်သက်လို့ကိုအရန်ကိုပေါ့နော်။အဲသဘောကျတဲ့သူရှိတယ်ဆိုလို့ရှိရင်မရဘူး။ ဟုတ်ကဲ့ကိုသဘောမကျတော့ဘူးဆိုလို့ရှိရင်ကျတော့ရရပေါ့နော်အဲ့လိုပုံစံမျိုးပေါ့နော်ဆိုတော့ဂျာတာဘီသားသမီးတွေကဒီတကြံပြီးသွားတဲ့အခါမျိုးမှာပေါ့နော်ဒီ2025အဲဒါဒီဒီဒီနှစ်ဒီနှစ်တာအတော့တာအတွင်းနေထဲမှာအချင်းနဲ့ပတ်သက်ရင်သူကရတာမလို့လိုတာမရပဲဘုံရင်မကြောက်ကိုယ့်ရဲ့ချစ်သူကြီးသားရှိထားရဲဆိုလဲကိုယ့်ရဲ့ချစ်သူကြီးသားရဲ့လောက်ရက်တွေကိုယ့်ရဲ့ချစ်သူကြီးသားရဲ့ပြောရဲဆိုတဲ့ပုံစံတွေကိုယ့်ရဲ့ချစ်သူကြီးသားရဲ့လောက်ရက်တွေအပေါ်မှာဘုံရင်မကြောက်ငါအဲငါကငါဖြစ်စေခြင်းတဲ့အတိုင်းနေရမဖြစ်နေဘူး and အဲ့လိုပုံစံမျိုးတွေများသွားဖြစ်ချုံရတတ်တာပေါ့။အဲ့ဒီရောဂျာတာဝိသမီအနေနဲ့ကဒီအခြေအေးပိုင်းနဲ့ဆိုင်ရာနဲ့ပတ်သက်လို့ပါဒီလူငယ်လူရွယ်တွေအကြားမှာချစ်သူကြီးသားတွေအကြားအနေနဲ့များတော့အဲ့လိုမျိုးဘဝင်မကြပြီးတော့မှဖလိုင်းကြီးပြဿနာရှာခံရတာမျိုးတွေပါယူချုံရတတ်တယ်။ဂျာတာဝိသယောက်ျားလေးတွေဆိုတော့ပိုကြီးမှသိတာလေးဟိုဟာပိုကြီးမှသိတာလေးပဲပေါ့နော်အဲ့လိုမျိုးအခုကိုယ့်ရဲ့ချစ်သူကြီးသားကဂျာတာဝိဖြစ်နေဆိုလို့ရှင်ပိုကြီးမှသိတာလေးပဲပလိန်ကြီးပြဿနာရှာခံရတာအဲ့လိုပုံစံမျိုးပေါ့နော်ဂျာတာဝိရှင်းရှင်းတွေ့ရင်လည်းအဲ့လိုပါပဲ။ အတောင်းလို့ရှိရင်အဲ့လိုကြာတာပြသားသမီးကြီးအဲ့လိုခံစားရတာဗျာကိုကကြာတာပြသားသမီးဖြစ်နေလို့ရှိရင်အဲ့လိုမျိုးပေါ့ပလိန်ကြီးပေါ့နော်ဟိုပလိန်ကြီးအဲ့လိုစင်မပြေဖြစ်သွားတဲ့ခိုက်တံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးဘာမှလည်းမဟုတ်ဘဲနဲ့ပြဿနာကြီးပြည့်နေရအဲ့လိုမျိုးအဖြစ်ပြက်အခိုက်တံမျိုးကြုံရတာဖြစ်ပါတယ်အဲ့ဒါကြောင့်အခြေအနေပတ်သက်တာမကောင်းလို့မဟုတ်ဘူးသူကနည်းနည်းလေးဘဝင်မကြဘူးကိုအနောက်မှရှိနေတဲ့လူကိုအနောက်ကိုရောက်နေတဲ့လူအပေါ်မှာကိုအနေနဲ့အဲစိတ်ပိုင်းဆိုင်ရာအရာအစင်မပြေဘူးဆိုတဲ့အခိုက်အတန့်မျိုးပေါ့နော်။နင်းကငါဖြစ်နေတဲ့ပုံစံဘာလို့မဖြစ်တာတော့ အနည်းငါငါပြောတဲ့တိုင်ကိုနင်းမလုံနေဘူးအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေဖြစ်တတ်တဲ့သဘောတရားဖြစ်ပါတယ်နင်းကရင်တော့ဆိုလို့ရှိရင်နင်းရင်တော့အဲ့လိုပုံစံမျိုးမဟုတ်ဘူးလေနင်းရင်တော့ငါ့ကိုစာရင်းမြဲနေဖို့အဲငါနဲ့အမြဲတမ်းဖုန်းနေပြောနင်းခုကြောင့်ဘာလို့လို့ဖြစ်သွားတာလဲဟမ်အဲ့လိုမျိုးဖြစ်မိရတတ်တဲ့အခိုက်အတန့်မျိုးလေးတွေကြုံတွေ့လာတာဖြစ်ပါတယ်ဆိုတော့မြစ်တာကြီးကနည်းနည်းဖဝေမကြတဲ့ရာလေးတော့မရဘူးဒါပေမဲ့အစင်မပြူးလို့မဟုတ်ပါဘူးပြီးတော့ပြေးပါနော်ကြာဝေးတာမိတီအနေနဲ့ကသတိထားမယ်နေနိုင်လို့ပြောပါဆိုလို့ရှင်သူတနင်းကနွေတနင်းလာ ဗုဒ္ဓဟူတီနေတဲ့လူတတိထားမှာဖြစ်ပါတယ်ဂျာလာဝေးသားသမီးဒီဗီယိုကိုကြည့်နေတယ်ချစ်သူရီးသားအိမ်အောင်ဘတ်လည်းရှိထားတယ်ကိုယ့်ရဲ့အိမ်အောင်ဘတ်သို့မဟုတ်ချစ်သူရီးသားအနေနဲ့ကတနင်းကနေတနင်းလာဗုဒ္ဓဟူဖြစ်နေမယ်ဆိုရင်အိမ်အောင်ရေးမြစ်တာရေးမှာတတိထားပေးရမှာဖြစ်ပါတယ်အကယ်၍အဆင်မပြေတော့ကျွန်တော်ဒီမှာရေရလာပြီးတော့အဲ့လိုရပါတယ်ဒါတော့ကြောင်ညာဝင်တာဖြစ်ပါတယ်ခင်ဗျာ โอเคပါဆိုတော့မြေတိုင်းနဲ့ပတ်သက်တဲ့ gain ချင်တွေကအဲအတွက်နဲ့သူတော့ကောင်းပါတယ်ပေါ့အဆင်ပြေပါတယ်ပေါ့နော်ချစ်တူရီသားမရှိတဲ့သူတွေကတော့ချစ်တူရီသားရမယ့်ကာလာတခုလို့တတ်မှတ်လို့ပြရတယ်ကိုအနာကိုကိုနဲ့အဆင်ပြေမဲ့လူကိုနဲ့ကိုက်ညီမှုရှိမဲ့လူကိုအပေါ်မှာကောင်းပေးမဲ့လူတွေ့လာနိုင်တယ်ဆိုတဲ့သဘောတရားရောက်ရှိလာလာဖြစ်ပါတယ်ဂျာတာဝေးသားသမီးအသက်လေးကလည်း30နှစ်လေးနည်းလေးကျော်လာပြီဆိုရင်တော့အိမ်အောင်ပြုဖို့အတွက်လေးလေးနည်းနည်းစဉ်းစားနေတဲ့သူတွေရှိမယ်ဆိုရင်လည်းအဆင်ပြေလာနိုင်တယ်လို့တတ်မှတ်ရတာဖြစ်ပါတယ်ဒါပေမဲ့ကိုယ့်ရဲ့ချစ်တူရီသားက နော်တနင်္ဂနွေတနင်္လာပုတ်တဟူဒီနေ့နဲ့နေဖြစ်နေနော်နည်းနည်းတော့တတိထားဖို့လိုအပ်မှာဖြစ်ပါတယ်စင်မပီယာမျိုးလေးတွေများသောအားဖြင့်ဖြစ်တတ်ပါတယ်ခင်ဗျာဗောနော်အဲဒီတတိထားပေးရမှာပါ အနောက်တစ်ခါကျတော့သူကဗာလဲဆိုတော့ပညာရေးပိုင်းနဲ့ပတ်သက်တာပေါ့နော်ဂျာရာဘေးသားသမီးတွေဒါအခုလက်တော်ကာလာလေးတွေမဖြစ်ဖြစ်ပေါ့နော်ဒုံမဟုတ်ကိုယ့်ရဲ့အိမ်မိသားစုတွေမှာဂျာရာဘေးသမီးစသဖြင့်ပေါ့ဗျာနော်ဆာမွေးတွေပဲဖြေရမယ်ဘာညာတာတကအဲဒါတွေအားလုံးကလည်းအဆင်ပြေတယ်ပညာရှင်ဂျာရာဘေးဗျာဂျာရာဘေးသားသမီးတွေရွှေထီးဆောင်မှာပညာရေးကံကောင်းအောင်ကောင်းအောင်အဲ့တော့ကြောင့်စာဖိတ်ပွဲတွေအင်တာဗျူးတို့အဲဒါစသဖြင့်ဒါမျိုးကိစ္စလေးတွေမှာအာအပတ်တကုတ်ကိုကစူးစမ်းအားထုတ်နေတဲ့သူတွေများဖြစ်မယ်ဆိုရင် အဆင်ပြေအောင်မြင်ချောမွေနိုင်တယ်ဆိုတဲ့အနေထားမှာကိုရီးယားစာမွေးဖြေဖို့လို့ဂျပန်စာမွေးဖြေဖို့လို့နိုင်ငံခြားနဲ့ပတ်သက်တဲ့စာမွေးပွဲအင်တာဗျူးနဲ့ပတ်သက်တဲ့ကိစ္စတို့ဗီဇာဖြေဖို့အတွက်တော့တော်တော်များများကတော့အဆင်ပြေတော့မဖြစ်ပါဘူး။အဲ့တော့ဂျာရာဗီသားသမီးတော်တော်များများစာမွေးအင်တာဗျူးနဲ့ပတ်သက်တဲ့ကိစ္စအကောင်းမွန်လာမယ်လို့တတ်မှတ်ရမှာဖြစ်ပါတယ်။ကျမ်းမာရေးပိုင်းမှာကျတော့ဂျာရာဗီသားသမီးတွေနည်းနည်းတော့သတိထားမယ့်ကာလတစ်ခုပြ။သူကအဲလူတစ်ယောက်မှာလေရိုင်းလုံးကြီးကောင်းနေဆိုတာမရှိဘူး။တစ်ခုကောင်းရင်တော့တစ်ခုကညံ့တာ။ တချို့ကကျတော့ခြေကောင်းတယ်အဲငွေကြီးမှကျညင်းရတယ်တချို့ကကျတော့ငွေကြီးနဲ့ပတ်သက်တာအလုပ်ကိုင်းစီးပွားရေးအဆင်ပြေတယ်ခြေမှကျတော့အထီးကျန်အဲအဲ့လိုပုံစံမျိုးပေါ့နော်ဆိုတော့ထို့အတူပါပဲဂျာတာဘေးသားသမီးအနေနဲ့ကအဲကောင်းမွန်လာတာဖြစ်တဲ့အတွက်ငွေဒီဟိုပါပေါ့ကျမ်းမာရေးဘိုင်းနဲ့ပတ်သက်တော့ကျတော့နည်းနည်းလေးအားနေသွားတာဖြစ်ပါတယ်သူကကျမ်းမာရေးကိုတိတ်ဂီးမဆိုင်မိဘူး ကိုကျမ်းမာရေကိုကတိ give မဆိုင်မိဘောနော်အဲ့လိုမျိုးဖြစ်တတ်တဲ့အခိုက်အတန့်မျိုးဘောနော်ဆိုတော့ဂျာလာရီသမီးတွေကျမ်းမာနေပတ်သက်တာသတိထားဖို့လိုအပ်ပါတယ်ဒါတက်ကြီးရွယ်အိုတွေစသဖြင့်ဘောနော်အသက်30 40 50စသဖြင့်ပေါ်ပြအသက်ရွယ်တိုင်းတာတခုရောက်ရှိနေတဲ့ဂျာလာရီသမီးဒီနေ့ကကိုယ့်ကျမ်းမာရေတွေကိုကပြန်စစ်ဆေးဖို့လိုအပ်ပါတယ်နော်အာဘာယောဂါကြီးဖြစ်တဲ့ဘာညာယောဂါကြီးဖြစ်တဲ့ဘာလို့တော့မဟုတ်ဘူးပေါ့ဗျာဒါပေမဲ့ကျမကြီးလေးသတိထားပေါ့အဲဒီလိုသဘောတရားလေးကိုဒါဆောက်ရရှောင်ရနေနဲ့ပြပြပေးတာဖြစ်ပါတယ် ဒါကဗျာကျွန်တော်ကဟောကိန်းကြီးပြောနေတာမျိုးမဟုတ်ဘူးအဲကျွန်တော်ရဲ့အခုလက်ရှိဒီမှာတွက်ကြည့်ပြီးတော့မှခေါင်းထဲမှာပေါ်တဲ့ဟရာကိုပလိန်ကြီးထိုင်ပြောနေတာအဲ့လိုမျိုးဆိုတော့တချို့ချက်လေးတွေလိုသွားလေးလည်းရှိကောင်းရှိနိုင်ဒါပေမဲ့အဲကျွန်တော်တတ်နိုင်သလောက်ပေါ့နော်မိတ်ဆွေတို့ကိုနည်းနည်းအဲ့လိုနားလေလေးလွယ်ကူအောင်လို့မလို့ကျွန်တော်အနေနဲ့ဟိုပေါ့ဝပါပုံစံလေးလည်းဖြစ်အောင်ကျွန်တော်တခြားလေးပြန်တခြားလေးရှင်းပြပေးတာပေါ့နော်ဒီဂျာတာရေးနဲ့ပတ်သက်တဲ့ခြားလေးတွေပေါ့နော်ဆိုတော့နောက်ဆုံးအချုပ်အနေနဲ့ပြောရမှာတော့ဂျာတာရေးသားသမီးတွေက အဲဒီတကြံပြီးနောက်ပိုင်းစပြီးတော့မှရွှေထီးဆောင်မဲ့ကာလဖြစ်တဲ့တော့အဲစိတ်တဲ့စိတ်တဲ့မကြရဘူးကျွန်တော်ပြသားမိတဲ့စိတ်ကိုမာထားမှရမယ်နော်အဲစိတ်ကိုမာထားမှရမယ်ကိုကိုမှကိုတယောက်ပဲရှိတယ်ဆိုရင်တော့မှ အဲငါမငါအဖေမရှိသေးတယ်နော်အဲ့လိုမျိုးပေါ့နော်ဆိုတော့ဒီကတော့ကိုယ့်ကိုပြန်ပြီးတော့အားတင်းပြီးတော့မှကိုယ်ကပြန်ကြိုးစားရမယ်ဆိုရက်အနေထားမျိုးလေးဖြစ်နေတာနော်အဲဒီကြောင့်မလို့ဂျာဗီသားမင်းအနေနဲ့ကလွန်ခဲ့တဲ့အတိတ်မှာဘာတွေဘလောက်ပဲဆိုးခဲ့ဆိုးခဲ့လက်ရှိရောက်နေတဲ့ကာလအနေစတင်ပြီးတော့မှလာမယ့်အနာဂတ်အပေါင်းများစွာတိုင်အောင်1389ခုနှစ်ဆိုတဲ့အတိုင်းအတာမျိုးတွေမှာကိုယ့်အတွက်ကောင်းမွန်မှုတွေများစွာရောက်ရှိလာသည်မှာဖြစ်ပါတယ်ခင်ဗျာဒါလေးကိုနားလည်လွယ်အောင်လေးရှင်းပြပေးတာဖြစ်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်နာမည်ကဆရာနေတုဖြစ်ပါတယ်ခင်ဗျာ